ိမရဲ့ကြောက်ကအတွက်ကျွန်တော်နဲ့ကျွန်တော်ညီဝမ်းခွဲပန်းလှည့်လာတော့တယ်အဖေကလည်းကျွန်တော်ကုမ္ပဏီမှာပဲညီဝမ်းခွဲတို့ကိုမင်္ဂလာဆောင်ပေးခဲ့တယ်ကျွန်တော်လည်းဘာတွေဘလို့ဖြစ်သွားမှန်းမသိပဲတတိမိသွားခဲ့ပါတယ်ကျွန်တော် တတိရလာတော့မိမဖြစ်သူကရှင်းကွာရှင်းကျင်ရပါတယ်ပိုက်ဆံမှုတွေလည်းရှင်းကိုပေးပဲကျွန်တော်လည်းဘာမှနားမလဲပဲမိမဖြစ်သူကိုကြည်နေလိုက်ပြီးထုတ်ပြီးလေးကွာရှင်းကြတာပေါ့ကျွန်တော်တကယ်ကွာရှင်းမယ်ပြောတော့မိမဖြစ်သူလန့်သွားတယ်ရပါတယ်ကျမကတရားတော်မယ်သူဆိုတော့ရှင်နဲ့ကွာရှင်းလိုက်တာပဲပိုကောင်းပါတယ်ဒါဆိုငါကွာရှင်းစာချုပ်သွားယူလိုက်အောင်မယ်လက်မှတ်ထိုးမမေ့နဲ့တော့ ပြောလို့ပြီးတော့ကျွန်တော်လေးအိမ်ထဲကထွက်လာလိုက်တယ်။ခဏနေပါဦးကျွန်တော်လေးအိမ်တကားဝါမှာမိလိုက်တော့မိမဖြစ်သူကငိုရိုပြီးရှင်ပြောင်းရင်ရပါပြီ။ကျွန်မကျင်တတ်ပါတယ်။ကျွန်တော်လေးတီးမခံတော့ပဲသူ့စပင်ကိုဆွဲပြီးတွန်းလိုက်တယ်။မင်းရဲ့မျက်ရည်တွေငါအိမ်ကြီးပေါ်ပေးသွားပြီးအရန်ယူဖို့ကောင်းတာပဲ။ကွာရှင်းစာချုပ်ကိုငါပြင်ဆင်ပြီးပြီးမင်းလက်မှတ်ထိုးဖို့ပြင်ထားတော့ကျွန်တော်လေးပြောစရာရှိတာပြောပြီးလှည့်ထွက်လာခဲ့လိုက်တယ်။တရားရုံးသွားဖို့အောက်ထပ်ဆင်တော့ညီဝမ်းခွဲနဲ့တွေ့တယ်အကိုပါလို့မျက်နှာမကောင်းတာလေမကြီးနဲ့ရန်ဖြစ်လာတာလား အမှန်တော့ညီဝမ်းခွဲနဲ့မကြီးကဖောက်ပြန်နေကြတာဖြစ်တယ်။ကျွန်တော်အဖေကလည်းတည့်ရနဲ့ဘာမှမပြောဘူး။ကျွန်တော်လည်းညီဝမ်းခွဲကိုကန်လိုက်တော့လေကားပေါ်ကနေပြုတ်ကျသွားတယ်။ဝန်ထမ်းမလေးကတွေ့တော့ရေးလိုက်သေးတယ်။အကိုကျွန်တော်ဘာပြစ်လို့မိလို့လဲ။မင်းရဲ့ဖြစ်တည်မှုကတကယ်ရှက်စရာပဲ။ဒီနေ့ကစပြီးမင်းတာဝန်နေရာပြောင်းတော့။အကိုဘာတွေပြောနေတာလဲ။နောက်ဆုံးငါ့ကိုအကိုလို့မခေါ်နဲ့။မင်းနဲ့ညီကိုဖြစ်ရတာတကယ်ရှက်စရာပဲ။ဒီကောင်ကို VIP စီးရင်ကနေထုတ်ပြီးဒီကောင်သွားရမယ့်နေရာကို ပို့ပြီးလိုက်တော့ဝန်ထမ်းမလေးလည်းကျွန်တော်ပြောတာတွေကြားပြီးထူးဆန်းနေတယ် တတိအဆင်ပြေရဲ့လားကျွန်တော်လိုရက်တွေကိုကြည့်ပြီးအကုန်ထူးဆန်းနေကြတယ်ကျွန်တော်အဖေလည်းကုမ္ပဏီကနေတတိလေးထွက်သွားတယ်အဖေအလုံးမလာတာနှစ်ရက်လောက်ရှိပြီဘာတွေကြိတ်ပြီးကြံစည်နေကြလဲမသိဘူးကုမ္ပဏီနှစ်ပတ်လည်ပွဲမှာသတင်းတောက်တွေအများကြီးလဲရောက်နေတယ်အဖေကညီဝမ်ခွေနဲ့မိမကိုခေါ်လာပြီးသတင်းတောက်တွေရှေ့မှာရှင်းပြစရာရှိတယ်ဆိုပြီးပြောတယ်မင်းကြီးကိုဒီလိုဖြစ်အောင်လုပ်လိုက်တာမင်းကအကိုဖြစ်တယ်လားသူကတော့မင်းကိုခွင်လို့ပြင်မယ်မင်းဒီလိုမလုပ်သင့်ဘူးလေတရင်တောက်တွေအကုန်ကျွန်တော်ကိုဝိုင်းကြည့်ကုန်ကြတယ် ပြီးတော့မိမိမကလည်းနေမကောင်းတာကိုကွာရှင်းပြီးစေတုကပေးခြင်းနေရလားမင်းတကယ်အရှက်မရှိတာပဲယောက်ျားကျွန်မအသက်ဆက်ရှင်ခြင်းသေးတယ်ပွဲတွေကတရင်တောက်တွေအကုန်ကျွန်တော်ကိုဝိုင်းကြည့်ကြတယ်ကျွန်တော်အဖေလည်းအရက်တကွန်တောက်လိုက်ပြီးအဖေဖြစ်သူကမင်းကိုမဆုံးမဘူးလို့မပြောနဲ့တော့မင်းကြီးကိုလည်းတောင်းပန်လိုက်မင်းစနီနဲ့လည်းမကွာရှင်းနေတော့သူ့ကိုကြောက်ကအစ်တလဲပေးဖို့လုပ်လိုက်ပါအဖေကဒီလိုတွေပြောတော့တရင်တောက်တွေအကုန်သူကမိမနေမကောင်းဖြစ်တာနဲ့ကွာရှင်းတော့မှာပေါ့ဆိုပြီးအထင်သေးတဲ့မျိုးလုံးတွေနဲ့ပြောကြတယ်။အကုန်အထင်လွဲနေကြတာနေမှာပါ ဘလို့ဖြည့်ရှင်းမလဲစောင့်ကြည့်အောင်ညီဝမ်ွယ်ကကျွန်တော်အဆက်ွယ်တော်ကိုချိန်ရည်နေပါလေကျွန်တော်လည်းစင်ပေါ်မှာတခါလေးဖြည့်ရှင်းမလို့လိုက်တဲ့လူကြီးမင်းတို့သူကကျွန်တော်ညီရင်မဟုတ်ပါဘူးတရင်တော့တွေအစကားကြတော့အကုန်အံ့ဩကုန်ကြတယ်မင်းကြီးကိုမတောင်းမှန်တဲ့အပြင်ပောက်ကရရေရှောက်ပြောနေပြန်ပြီယောက်ျားကြီးတောင်းမှန်လိုက်ပါတော့ရှင်ပါပြစ်ပဲလုတ်ခဲလုတ်ခဲအကုန်လုံးကမိသားစုတွေဆိုတော့ရှင်းကိုခွေလုတ်ပြီးသားပါကျမလည်းရှင်းကိုချစ်တယ်နော်သူကမင်းကြီးအရင်မဟုတ်ပေမဲ့သူကတော့မင်းမိမအစင်နော်ကျွန်တော်ညီအတူနဲ့ကျွန်တော်မိမကဖောက်ပြန်နေကြတာပါကျွန်တော်လည်းရမှုယူပြီး TV ကိုဖွင့်ပြလိုက်တယ် စေယုံမှာနှစ်ယောက်သားဖောက်ပြန်နေတဲ့ဗီဒီယိုကိုဖွင့်ပြလိုက်တော့အကောလုံးအားဩကုန်ကြတယ်။တရင်တော်တွေအကုန်မဟုတ်တာတွေရှောက်ရရင်အကောလုံးကိုတရားဆွဲမှာနော်မင်းဒီလိုလောက်တာမင်းအစားဖေးရတဲ့မင်းမေကမင်းကိုဒီလိုပောက်ခရ40တွေတင်ပေးခဲ့တာလားဝေစာဖေးကကျွန်တော်လက်ထဲက remote ကိုလာယူတော့ဝိုင်ပလင်းနဲ့ကောင်းကိုရိုက်ချလိုက်တယ်။ကျွန်တော်ဒီလိုတွေဖြစ်လာတာအဖေကြောင့်ပဲလေ။အဖေလည်းကျွန်တော်ကိုဘာမှပြန်မပြောနိုင်တော့ပဲခေါင်းမော်ကသွေးကိုကင်ပြီးမင်းယူနေပြီလားလို့ပြောတယ်။ခနာငြိမ်သွားပြီဘာပြောဖို့စဉ်းစားနေလဲမသိဘူးမင်းဒီနေ့ဒီလိုအပြုမူလုပ်လိုက်တာဘလောက်ရှက်ဖို့ကောင်းလဲသီလား ပြီးတော့ကျွန်တော်အမေကိုပါဆော်ကတော့ကျွန်တော်လေးကန်ချလိုက်တယ်ကျွန်တော်အမေကိုဘာမှဆွဲထဲစရာမလိုဘူးအမေနဲ့ဘာမှမဆိုင်ဘူးပြီးတော့အမေကပိုင်ဆိုင်မှုတွေအကုန်လုံးကျွန်တော်ကိုလွှဲပြီးပြီးကုမ္ပဏီလဲအဖေမပိုင်တော့ဘူးအခုတကယ်ရှက်ဖို့ကောင်းတာကဘယ်သူလဲကိုကိုကိုပြန်ကြည့်ပါဦး